အားလုံးပဲမင်္ဂလာပါကျွန်တော်လူပါဘူး8 slime back channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ပြီးခဲ့တဲ့ဂျာရက်ကဆန္ဒလန်နဲ့တစ်ဖက်တကူးစီတရေကြခဲ့တာကြောင့်ရလက်ရကျွန်တော်တို့ကိုစိတ်ပြက်စီတာထက်အာနီဆောရဲ့အတွင်းရေးစိတ်ဒုက္ခတစ်ခုပေါ်လွင်စေခဲ့ပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးရမှာကနီးပြီးဝပိုင်းတတ်တတ်တယ်မဟုတ်ဘဲနဲ့လူပါဘူးအခုရင်ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာကဒီစနစ်နဲ့အဝိလေကံစီးလုံးညင်ညွတ်မှုဂျာကအာနီဆောရဲ့ရွေးချယ်မှုပါ ဒီဗီဒီယိုမှာအာနီစလောရဲ့နောက်ကွယ်ကလှိဝဲချက်ကဘာလဲဒီဆန်လာလန်နဲ့ပွဲဒုတိယပိုင်းမှာဆာလာကိုဘာကြောင့်ပြန်ထည့်ရတာလဲပြီးတော့ဒီချက်စီးကို၃-၃နဲ့ဂိုးပြတ်အနိုင်ယူထားတဲ့လီးဂျူနိုက်တက်ကိုယင်ဆိုင်မှုတော့အာနီစလောကဆာလာကိုအနာပေးရမလားဆိုတဲ့အချက်တွေကိုကျွန်တော်တို့အတူတူဆွေးနွေးသွားအောင်ပါခင်ဗျာ ပထမအောင်ဆုံးဆန်လန်းလန်းနဲ့ပွဲရအနှစ်ချုပ်ကိုပြန်ပြောရမယ်ဆိုရင်ဖလိုနေနဲ့ပရီးမီးယားလိမှာပထမအောင်ဆုံးသွင်းကိုစားရတဲ့အချက်ကလွဲလို့တစ်ဖက်တကိုးစီဆိုတဲ့ result ကြောင့်စိတ်ပြတ်စရာရလန်းနဲ့ယင်းဆိုင်ခဲ့ရပါတယ်ပြီးတော့ဆန်လန်းလန်းရဲ့ low block တွေလည်းကျွန်တော်တို့ကထိုးပေါက်နိုင်ခြင်းမရှိခဲ့ပါဘူးအဓိကအချက်ကတော့ပထမပိုင်းမှာဆိုရင်စားလာမပပဲနဲ့စနစ်တင်းနဲ့တီတီငင်းငင်းကစားခဲ့တာကိုအနီစလော့ကဒုတိယပိုင်းမှာပြောင်းလဲပြစ်လိုက်တာပဲဖြစ်ပါတယ် ဒုတိယပိုင်းမှာဆာလာပြန်ပါလာတဲ့အခါမှာကျွန်တော်တို့အသင်းရအရင်စနစ်အဟောင်းတိုင်းပြန်သွားခဲ့ပြီးတော့ formation တွေမှာပြောင်းသွားခဲ့ပါတယ်ဒါကနီဗျူဟာပိုင်းလိုအပ်ချက်ရပြောင်းလဲမှုတက်တက်တယ်မဟုတ်ပဲနဲ့အာနီစလောရဲ့စိတ်ပိုင်းဆိုင်ရာအခက်ခဲကိုပါကျွန်တော်တို့ထောက်ပြရပါတော့မယ်။ ကျွန်တော်လီဗာပူးပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းပဲဆာလာကိုထုတ်ပြီးတော့ကစားတဲ့စနစ်အားဆိုရင်ကျွန်တော်တို့အတင်းရဲ့ဟန်ချက်နဲ့အတူခံစစ်ကစားကွက်မှာပါပြဿနာအများကြီးရှော့ချပေးတယ်ဆိုတော့အာနီစလော့လည်းကောင်းကောင်းကြီးသိပါတယ်ဒါပေမဲ့အာနီစလော့ကဘာကြောင့်အတင်းဟန်ချက်ပိုကောင်းစေတဲ့စနစ်ကိုစွန့်လွတ်ပြီးတော့ဆာလာကိုဒီဒုတိယပိုင်းဆက်စချင်းပြန်ဘာလို့ပြန်ထဲရလဲဆိုတော့အချက်ကိုအကြောင်းပြချက်နှစ်ချက်ရှိတယ်လို့ကျွန်တော်ထင်ပါတယ်ပထမတစ်ချက်ကတော့ဆာလာရဲ့အမာကန်ဖန်ဘေးစ်တွေရဲ့ ဝေဖန်မှုနဲ့ချင်းချောက်မှုတို့ကြောင့်ဖြစ်နိုင်ပါတယ်။နှစ်ပွဲဆက်တိုင်ဆာလာမပါဘဲနဲ့ရလက်တာမကောင်းခဲ့ဘူးဆိုရင်ဒီအာရှရဲ့အရှိအလေပိုင်းဒေသတွေမှာရှိတဲ့ဆာလာရဲ့အမားကန်ပီးတက်တစီကဝေဖန်မှုတန်ကိုအာနီစလော့ကသူတယောက်တည်းရင်ဆိုင်ရမှဖြစ်တဲ့အတွက်ကြောင့်ရဲ့နောက်တစ်ချက်ကတော့ပိုအရေးကြီးတဲ့ဒီအဝိလေကန်စီလုံးညှို့မှုပြက်စီးမှစိုးရိမ်တဲ့အတွက်ကြောင့်ရဲ့လို့ဖြစ်နိုင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဒီဆာလာလိုကစားသမားမျိုးပေါ့နော်။ဒီနှစ်ပွဲဆက်တိုက်လုံးဝပေးမကန်မနဲ့အနာပေးထားခဲ့မယ်ဆိုရင်ဒီဆာလာစိတ်ဆိုးစိတ်ကောက်တွေဖြစ်ပြီးတော့ကစားသမားအချင်းချင်းကြားစီးလုံးညင်ညမှုပြက်စီးမှောင်ဆိုရင်အကြောင်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဆန်နန်လန်ပွဲရဲ့ဒုတိယပိုင်းဆက်ဆချင်းမှာဆာလာကိုထဲတာဆိုရင်နီးပြူဟာပိုင်းလိုအပ်ချက်ကြောင့်ဒီစနစ်ပြောင်းပြီးတော့အပြည့်ရှာတာမဟုတ်ပဲနဲ့ဒီအဝိလေကန်စီးလုံးညီညွတ်မှုကိုထိန်းချုပ်ဖို့စူးစမ်းတဲ့နီးပြရဲ့လှုပ်ရှားမှုတက်တက်တာဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဒီလိုမတည်ငြိမ်သေးတဲ့အနေအထားမှာဒီ Chelsea ကို၃ဂိုးတကူးဆိုတဲ့ရလနဲ့ခြေစွမ်းပြအနိုင်ယူထားတဲ့ Leeds United ကိုယင်ဆိုင်ရပါမယ်။ဒီစာဒီဆန်နန်းလန်လိုခံစစ်ပိတ်ကစားတာထက် high pressing နဲ့အတူတူ quick transition နဲ့ပြင်ဒါ right attack တွေကိုအားပြုပြီးကစားတဲ့အသင်းမှာကျွန်တော်တို့ဒီ beta play တည်နေတဲ့အချိန်မှာနောက်တန်းကစားသမားတွေနဲ့ကွင်းလယ်ကစားသမားတွေကဒီဘောလုံးထိမ့်သိမ်းမှုနဲ့ပေးမှုမှုအပိုင်းတွေမှာအမှားမလုပ်မိအောင်တေချာလေးဂယူစားရပါမယ်။အထူးသဖြင့်ကိုနာတီးအနေနဲ့ပို့ပြီးဂယူစားရပါမယ်။ ဒီရဒီတူကြီးအမားတွေကကိုနာတေးအများဆုံးပြုတ်လုခဲ့တာဖြစ်တဲ့အတွက်လီရဲ့ present ကဆိုရင်ကိုနာတေးစီကိုဥတီပြီးတော့ present ပေးတာမျိုးတွေဖြစ်လာနိုင်ပါတယ်လီရဲ့ present နေရာဆိုရင်လည်းဘယ်လောက်ထိအနေရရှိလဲဆိုရင်ကျွန်တော်တို့ဒီ Chelsea နဲ့ပွဲမှာမြင်တွေ့ခဲ့ရပြီးတော့မှတေချာလေးပြင်ဆင်လာရပါမယ်ပြီးတော့အာနီစလော့ကသူ့ရဲ့စနစ်ကိုယုံနေဆိုရင်ဒီဝက်ဆန်နဲ့အရင်ကြီးမကွာလာတဲ့လီးရဲ့ချင်းချောင်းမှုတွေကိုရင်ဆိုင်မှုအတွက်သူ့မှာရွေးချယ်စရာတခုပဲရှိပါတယ် အဲ့ဒါကတော့ဒီဆာလာရဲ့ ego ထက်ကိုအတင်းရဲ့ system ကိုပဲဦးစားပေးဖို့ပါပဲဒါကြောင့်အာနီစလော့ကဆာလာမပါတဲ့ system ဖြစ်တဲ့ website နဲ့ပွဲတော်ဝကစားသမားတွေကိုပဲဆက်လက်ယုံကြည်ပြီးတော့ပွဲထုတ်ရပါမယ်အပြောင်းလဲအနေနဲ့ကျွန်တော်တို့အမြင်ကျင်ဆုံးကတော့ဒီဂပူရဲ့နေရာမှာ EKTG ကိုထည့်ပြီးတော့ ESA နဲ့ EKTG ရဲ့ rotation နေနဲ့အတူတူကျွန်တော်တို့ flow ရဲ့ creation နေရာဒီ view ကိုတိုက်စစ်အတွင်းနဲ့ဘယ်လောက်ထိအလုပ်ဖြစ်နိုင်မလဲဆိုတာကိုသိကျင်တာကြောင့် တပူနေရာမှာ EGDG ကိုထက်ပြီးရင် Isan နဲ့ EGDG ရဲ့ဂျူကိုလည်း Lee United နဲ့ပွဲမှာမြင်မြင်ကြမယ်လို့ကျွန်တော်ထင်ပါတယ်။ပါလာမှာပါတဲ့ system နဲ့အတူတူဒီ Isan EGDG ဂျူကိုနဲ့ Flow တို့ရဲ့ပေါင်းစပ်မှုဟာဆိုရင်ကျွန်တော်တို့ Liverpool ရဲ့အနာဂတ်မှာမြင်ရမယ့်အရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ Liverpool fan ညီကိုတွေလည်းဒီအတွဲဖက်ကို Lee United နဲ့ပွဲမှာမြင်မြင်ကြမယ်လို့ကျွန်တော်ထင်ပါတယ်။အထူးကဆုံးဖြတ်မဲ့သူကတော့ Arne Slot ပါ။ ဒီဘွဲမှာအာနီစလော့ရဲ့ရွေးချယ်မှုကအတင်းရဲ့ရလတ်ဘော်ကိုတက်ရောက်မှုရှိနိုင်ပြီးတော့သူ့ရဲ့ညီပြတက်တန်းကိုပါဆုံးဖြတ်သွားမယ့်အနေအထားမျိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဆုံးတက်ရမယ်ဆိုရင်အာနီစလော့ရဲ့ဒီစနစ်နဲ့စီးလုံးမှုကြားကလျှို့ဝှက်ချက်ကိုညီကိုတို့လည်းမြင်ရပြီးပြီဆိုတော့အာနီစလော့ကဒီလီးကိုရင်ဆိုင်မှုအတွက်ဆာလာကိုအနာပေးရမလားပြီးတော့ကျွန်တော်တို့မြင်နေတဲ့ EKTG နဲ့ ESG ကိုအတွဲနဲ့ပွဲထွက်လာမယ်လို့ထင်ကြလားအာနီစလော့ဘယ်လိုဆုံးဖြတ်မယ်ထင်ကြလား အားလုံးရဲ့အမြင်လေးကိုမမဝေမျှသုံးသပ်ပြီးသွားကြပါအောင်ခင်ဗျာခုဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ခင်ဗျာ